မင်္ဂလာပါရှင့်ဖြိုးကဒီနေ့တော့အညာယူရမုတ်ဘဲစုံလုံးကြီးလေးပြန်လည်မျှဝေပြီးတော့မှာဖြစ်ပါတယ်ရှင်။ဘဲအရသာစိမ့်စိမ့်လေးနဲ့လှုပ်ရှားရအတွက်ကူတဲ့မုတ်ဘဲစုံလုံးကြီးလေးကိုဖြိုးနဲ့အတူကြည့်ရှုလိုက်ဆုံးတော့။မောင်ရီတော့ကြသူကျမတို့ရဲ့အညာမုတ်ဘဲစုံလုံးကြီးအတွက်ပါဝင်ပစ္စည်းလေးတွေကတော့ဆမ်မုံ၊ပဲလုံအမျိုးအစားနှဲနဲ့စီရုပ်လိုအပ်ပါတယ်ရှင်။ မုတ်ပဲစုံလုံးစားဖို့စမ်းမုံနိုးစီဘူးတဘူးစားထဲပါရဲ့နော်။ဒီရတာကတော့စားနေငယ်ထဲပါရှင့်။ပြီးရင်ပဲလုံးပြုတ်ထားတာကိုစမ်းမုံနဲ့ဖို့အတွက်ထဲတိုက်ပါရဲ့နော်။ချုပ်ကတော့မုတ်ပဲစုံလုံးတဲ့အခါကောင်းကင်မောင်းပောင်းရင်တုံးနဲ့ပဲလုံးအမျိုးစားကိုတုံးထားပါရဲ့ရှင့်။ဒီဘာမနီရဲ့သူတွေရေဆိုရင်တော့ပဲကိုအချိုရတာမပါတာဒီသုံးပြီးလို့ရပါရဲ့နော်ပဲပြုတ်ထဲပြရနဲ့စမ်းမုံနဲ့သမအောင်နေပြထားပါရဲ့နော် ဆံမုံတဲ့ကိုအတွဲပဲပြုတ်ကြီးထဲတဲ့အခါတခါရဲ့အများကြီးမထဲပဲဖြစ်ဖြစ်ချင်းစီစေးလာတဲ့ထီးထက်ပြပြီးရောနေပြီးပါရဲ့ရှင်။မုတ်ပဲစုပ်ကိုငချိတ်အယောင်လေးရဖို့အတွဲပဲပြုတ်ထားတဲ့ပဲပြုတ်ကြီးကိုထည့်နေပေးထားတာဖြစ်ပါရဲ့နော်။နေနေနဲ့အခုလိုစစ်စစ်လေးဖြစ်လာရင်တော့ပေါင်းမှုအတွက်ဖြစ်စင်ပါရဲ့ရှင့်။ပေါင်းမဲ့စကားကိုယူပါတယ်။ပြီးရင်ပေါင်းခံပိစာလေးခံပါရဲ့ရှင့်။ ပေါင်းခံပိစာခံပြီးရင်တော့စေစီလေးနဲ့ထားတဲ့မုံတစ်ကိုစုပ်စုပ်နေပြီးရောပြပြလေးတွေလုပ်ပါရယ်နော်။ထို့ကပေါင်းတဲ့အခါအကြက်မြန်အောင်မလုံးမဲနဲ့ပြပြထားတာဖြစ်ပါရဲ့ရှင့်။စံမုံနိုးစီဘူးတပူးစာကိုမုံပဲစုပ်ကုကုလောက်ပြပါရယ်နော်။ပြီးရင်တော့ပေါင်းမဲ့စကားကိုပေါင်းဖို့တင်ပြီး15မိနစ်လောက်ပေါင်းပေးပါရှင်။ ပေါင်းတရရဲ့အချိန်မှာတော့ဘုဖဲဆောင်တဲ့အလိုက်ဖက်ဆောင်ဖြစ်တဲ့နှာနောင်လေးကိုပြင်ဆင်ပါရနော်။နှာရုံကိုမွှေးလာအောင်လှော်ပေးပါရရှင်။နှာနောင်လေးတွေမွှေးလာတာနဲ့မိဖို့ဘောကချပြီးခေါင်းမဲ့အထဲကိုထည့်ပါရနော်။ပြရတာအတွက်စားလေးအနေငယ်ထည့်ပြီးတော့ထောင်းပေးပါရရှင်။ဆိုရင်တော့တွဲပြီးစားဖို့အတွက်နှမ်းတော်တောင်းလေးရောက်သွားပါပြီเนาะ တမမီနစ်လောက်ကြာရင်တော့ပေါက်ထားတဲ့မုတ်ပဲစုံလေးတွေလည်းကျက်ပါအေးရှင်။ပေါက်ထားတာကိုခဏလောက်အေးခံပြီးရတဲ့ရှိရှိလေးရင်ညက်လိုက်ပါရနော်။အညာကုန်တွဲရင်တော့မုတ်ပဲစုံလေးလှုပ်စားပြီးတော့ရန်ပြေလို့ရပါအေးရှင်။လှုပ်စားရတာလည်းလွဲကူပြီးပဲရတာစိမ့်စိမ့်လေးနဲ့ရဲစားလို့ကောင်းပါရနော်။ လေးတွေကိုကတိညက်ညက်ပြီးရတဲ့နှမ်းလော်ထောင်းလေးနဲ့စီလေးစမ်းပါရဲ့ရှင်။ဆိုရင်တော့နှမ်းစီအနံလေးအရင်ပွေနေတဲ့စားချင်စပွဲအညာမုတ်ပဲစုပ်လေးတွေရသွားပါပြီနော်။ဖြူလူရဲ့ဒီနေ့မုတ်ပဲစုပ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။အားလုံးပဲတာယာလှပတဲ့နေ့ရက်လေးတွေနေ့ရက်တိုင်းပိုင်ဆိုင်နိုင်ကြပါစေနော်။